စိန်ကမှဩစတြေးလျကိုပြောင်းရွှေ့ဖို့စတင်စဉ်းစားတဲ့အကြောင်းရင်း၅ခု၊ Tiger Country ကိုပြောင်းရွှေ့ခြင်းနဲ့မြန်မာနိုင်ငံသားတွေအတွက်ဩစတြေးလျနိုင်ငံက Dream Country တစ်ခုဖြစ်ပါတယ်။ဘာလို့ဩစတြေးလျကိုရွေးချယ်ဖို့စဉ်းစားကြရလဲဆိုတာကိုဖြေရှားကြည့်လိုက်ရအောင်။ပထမဆုံးချက်ကတော့လူနေမှုစဉ်တက်မြင်ပါတယ်။ Quality of Life ကိုပြည့်ဝခံစားချင်သူတွေအတွက်ဩစတြေးလျနိုင်ငံကရွေးချယ်ပြည့်စုံနိုင်ငံတစ်ခုပါ။ ဒုတိယအနေနဲ့ကတော့ work life balance ဖြစ်လို့ပါ။အလုံးနဲ့ဘဝဟန်ချက်နေရာကြောင့်ဩစတြေးလျနိုင်ငံကကမ္ဘာပြည်ရှုဆုံးနိုင်ငံ list မှာပါဝင်နေရပဲဖြစ်ပါတယ်။ဒါအပြင်နိုင်ငံတကာ skill worker တွေကိုနှစ်စဉ်လိုအပ်နေရာကြောင့်အလုပ်ကိုင်ခွင့်လန်းပေါ်ပါတယ်။နိုင်ငံတွင်းအလုပ်လက်မဲ့နှုန်းလည်းနေပါပြီ။2024ခုနှစ်စတန်ရဆိုရင်ဩစတြေးလျနိုင်ငံရဲ့ minimum wage က EUD 23ဒေါ်လာဝန်းကျင်ထိရရှိနေပါတယ်။အမြင့်ထိုင်ခွင့်လန်းကြောင့်ရှောင်းလန်းခြင်းတွေအတွက်လည်းပတ်ဝေးတွေရှိလို့ ကိုရင်မကပဲမိသားစုအတွက်ပါဘဝအမခက်ချက်ရရှိစေမှာပါပညာမိသားစုဝင်တွေအတွက်လည်းပညာရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကထပ်မံရရှိနိုင်ဦးမယ်ပြင်လုံခြုံမှုလည်းရန်ကောင်းပါတယ်ဩစတြေးလျကိုပြောင်းရွှေ့ဖို့စဉ်းစားထားရဆိုရင်အခုတည်းက migration visa လျှောက်ထားဖို့လိုအပ်တဲ့ဆောင်ရွက်စာရမ်းတွေကိုပြင်ဆင်တင်ပါတယ်ဩစတြေးလျ migration program ကြီးနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိချင်တဲ့ဆိုရင်အခုပဲ API form ရဲ့ဒီဆက်ဆက်တွေ့လိုက်ပါနော်